မြန်မာလူဦးရေသသန်းကျော်အတွက်စာနာရိတ်ခံထောက်ပါမှု WFP ရဆိုင်မီမြန်မာနိုင်ငံကလူဦးရေသသန်းကျော်အတွက်စာနာရိတ်ခံပါပုံးနေတဲ့အစီအစဉ်ကိုရက်ဆိုင်ရတော့မယ်လို့ကမ္ဘာစာနာရိတ်ခံအစီအစဉ် WSP ကမလ14ရက်မှာထုတ်ပြန်ပါတယ် WFP ရန်ပုံငွေလိုအပ်ချက်ရှိနေတဲ့အခြေအနေကြောင့်လာမယ့် AP လာကစပြီးစာနာရိတ်ခါထောက်ပံ့မှုကိုရပ်ဆိုင်းရမှာပါ မြန်မာနိုင်ငံအတွင်းစားနပ်ရိက္ခာထောက်ပံ့မှုတွေဆက်လုပ်ဖို့ဆိုရင်အမေရိကန်ဒေါ်လာတန်60လောက်ရန်ပုံငွေလိုအပ်တယ်လို့ WFP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒီလိုထောက်ပံ့မှုရပ်ဆိုင်းတာဟာမြန်မာနိုင်ငံသဝန်းကအထူးခိုင်လွယ်ဆုံးအတိုင်းဝိုင်းအပေါ်စူးစူးရွရွအကျိုးသက်ရောက်မှုရှိမယ်လို့ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Michael Dan Fo ကပြောပါတယ်။ WFP အနေနဲ့မြန်မာနိုင်ငံကဆန္ဒရိုက်ခါလိုအပ်ဆုံးလို3500ခါကိုသာဆက်ထောက်ပတ်နိုင်မှာဖြစ်ပြီးအဲဒီထဲကအသက်9နှစ်အောက်ကလေးငယ်တွေကိုဝန်ဆောင်အမျိုးသမီးတွေနှုတ်တိုက်မိခင်တွေနဲ့မတန်ဆွမ်းသူတွေပါဝင်မယ်လို့ဆိုပါတယ်မြန်မာနိုင်ငံကလူဦးရေတန်း20ခါကလူသားချင်းစာနာမှုဆိုင်ရာအထောက်ပံ့တွေလိုအပ်နေပြီးအဲဒီထဲကလူဦးရေ တင်ငါတသမနှစ်တန်းလောက်ဟာစားနပ်ရိက္ခာလိုအပ်ချက်ရှိနေတယ်လို့ WFP ရဲ့မလာဆလေးရမထုတ်ပြန်ချက်မှာဖော်ပြပါတယ်။နိုင်ငံတကာကူညီထောက်ပံ့မှုတွေကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရကရပ်ပောင်း90ရက်ဆိုင်ပြီးနောက်ပိုင်းအခုလိုအခြေအနေတွေဖြစ်ပေါ်လာခဲ့တာပါ။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။